ရေဖြူမျိုးနဲ့စာတီရွာကိုဆင်းရနာရှင်တက်ကဒီဇမုံလာပြညနိုဝင်ဘာလ၄ရက်နေ့ကစလို့ပြည်စင်ပြီးပြန်လည်ဖျက်တောက်ခဲ့ပြီးဒေသခံစနီးမောင်နှံတို့ကိုလည်းဖမ်းဆီးထားပါဗျ။တနင်္လာနေ့ပါကြာလျက်စင်မီဖြတ်တောက်ထားပြီးတဲ့နောက်ပြီးခဲ့တဲ့အောက်တိုဘာလနောက်ဆုံးပတ်မှာလျက်စင်မီပြန်လဲတက်ဆင်ခဲ့ပေမဲ့လည်းဆယ်ရက်ကြာမှာတော့ပြန်လဲဖြတ်တောက်လိုက်တာပါလျက်စင်မီဖြတ်တောက်လိုက်တဲ့အတွက်အင်တာနက်လိုင်းလည်းပြတ်တောက်သွားတယ်လို့ဒေသခံတွေကဆိုပါတယ်နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘဲဆီယနာရှင်တက်ကပြစ်ခတ်မှုတွေလုံဆောင်ခဲ့ပြီးဒေသခံတွေထိခိုက်မှုမရှိဘူးလို့သိရပါတယ် အဲ့ဒီညမှာပဲဇာတိရောအုပ်စုကြောက်ထရင်ရွာကအသက်30ဝန်းကျင် ကိုစိုးဦးနဲ့မမီမီတို့ဇနီးမောင်နှံကိုလည်းဆင်းနာရှင်တက်ကဖမ်းဆီးခဲ့တယ်လို့ဇာတိရောသားတအိုးကပြောပါတယ်။အဲ့ဒီဇနီးမောင်နှံဟာဇာတိရောခန်းနေဖြစ်ပြီးကြောက်ထရင်ရွာမှာလွန်ခဲ့တဲ့10နှစ်လောက်ကစလို့ရွှေပြောင်းနေထိုင်သူတွေဖြစ်တယ်လို့ဆိုပါတယ်။ကိုဇော်ဦးတို့ဇနီးမောင်နှံဟာနိုဝင်ဘာလ10ရက်နေ့မနေ့ပိုင်းအထိပြန်လည်လွတ်မြောက်လာတာမရှိသေးသလိုဘာအကြောင်းရင်းကြောင့်ဖမ်းဆီးထားလဲဆိုတာကိုလည်းမသိရသေးဘူးလို့ဒေတာခန်နေစီကသိရပါဗျ။ စစ်အာဏာရှင်တပ်ကစာတီရွာကို2024ခုနှစ်ဒီဇင်ဘာလကံပေါင်းရေကန်တောင်တိုက်ပွဲနောက်ပိုင်းမှာရဲစစ်မီစတင်ဖြတ်တောက်ခဲ့တာပါ။အဲဒီနောက်ရွာကဆရာတော်တွေရဲ့တောင်းဆိုချက်ကြောင့်2025ခုနှစ်မတ်လမှာရဲတပ်တပတ်လောက်ရဲစစ်မီပြန်ရောက်ခဲ့ပေမဲ့လည်းပြန်လည်ဖြတ်တောက်ခံရရပါတယ်။အော်တိုဗာလနောက်ဆုံးပတ်မှာတော့စစ်အာဏာရှင်တပ်ကရဲစစ်မီပြန်လည်တက်ဆင်ခဲ့ပြီးရွာတွေကိုဒေသခံတွေပြန်လည်လာရောက်နေထိုင်ကြဖို့ပြောဆိုခဲ့ပြီးတဲ့နောက်ဆေးရဲအကြောင်းမှာပြန်လည်ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။ ပြည့်စုံပြီးပြန်ရပေမဲ့လဲတော်လာရေးစောဝနေရေးနဲ့ဆက်သွယ်ရေးအခက်အခဲများစွာရှိတဲ့အတွက်ကျေးရွာတွင်ပြန်လည်ဝင်ရောက်နေထိုင်ဖို့အဆင်မပြေဘူးလို့ဒေတာခန့်တွေကဆိုပါတယ်။လက်ရှိမှာဆက်နာရှင်တက်စစ်တင်ပေါ်တစဉ်ဇာရီချောင်းဝမှာနေရာယူထားတယ်လို့မြင့်မြင့်တွေ့ရတဲ့ဒေတာခန့်တွေကနွေဘာလ9ရက်နေ့ညနေပိုင်းကပြောပါတယ်။ဒါကြောင့်ရွာလုံးကျစပေးရှောင်နေရတဲ့ဇာတိရွာသားတွေနေရပြန်မရသေးပဲရွာထဲကျန်နေတဲ့လူနည်းစုဟာလည်းတွာလာရေးစောင့်ဝင်နေရေးဆက်သွယ်ရေးစတဲ့အခက်အခဲများစွာနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗျာ။